ဘိုက်အပ်တယ်ဆိုတာဘာလဲမြန်မာလိုဆိုရင်ကုံဝင်ဆောင်ရှောက်ချင်းအင်္ဂလိပ်လိုဆိုရင် AN ကဲလို့ခေါ်တဲ့ဘိုက်အပ်တာဘာဖြစ်လို့လိုရလဲကဘာဦးဥစားတွေကမိမိတွေကဘိုက်ကြီးပြီးတော့ငွေးကြတာပဲလေအဘာဖြစ်လို့ဘိုက်အပ်ဖို့လိုတာလဲဘိုက်အိုင်ဘာကြီးလုတ်ပေးတာလဲဒါတွေကိုဒီနေ့ဆရာဆွေးနွေးတော့မှဖြစ်ပါတယ်ဆရာဦးကြီးကပါဆရာကိုအချိန်လေးနည်းနည်းပေးပါကုံဆောင်ကာလဆိုတာအမေတော်ကလေးတော်ကအငယ်များတယ်ဒီလိုအငယ်များတဲ့ကိစ္စရက်တွေကိုရှာဖွေပေးတာကကုံဆောင်ဆောင်ရှောက်မှုပဲဒါကြောင့်မို့လို့ AN game ရှိတဲ့အချိန်ကုံဆောင်ဆောင်ရှောက်မှု မရှိခဲ့တဲ့အချိန်တွေမှာဘိုက်အတ္တတွေမရှိခဲ့တဲ့အချိန်တွေမှာအမီအတွက်ပေါ်ကလေးအတွက်ပေါ်အသက်အန္တရာယ်ကြီးများပြားခဲ့ကြပါလေ။ဒါကြောင့်မို့လို့ကျွန်တော်တို့ AN ကဲကဘာလုပ်ပေးတာလဲ။အမီအတွက်ပေါ်ကလေးအတွက်ပေါ်အန္တရာယ်များနိုင်တဲ့ risk တွေကိုရှာဖွေတာပါ။ဒါဘိုက်အတ္တပဲ AN ကဲပဲ။ဟုတ်ပြီနော်။ပြီအဲ့တော့ကျွန်တော်တို့ဘဲချိန်မှာဘိုက်စားအပ်မလဲ။ဒီများနိုင်ငံတွေခင်ဗျားနိုင်ငံတွေမှာဆိုရင်တော့ကလေးမယူရင်ကလေးကနော်ဘိုက်စားအပ်တယ်။အထူးသဖြင့်ဒီ genetic disease တွေပေါ့နော်မွေးရပါချွင်းမှုတွေရှိနိုင်တဲ့မွေးရပါရောဂါတွေရှိနိုင်တဲ့အနေအထားမျိုးတွေမှာသူတို့က နော်ကလေးစမယူရင်လည်းတိုက်ဆက်အပ်ပြီးတော့ဆွေးနွေးတိုင်ပေးတယ်ကျွန်တော်နိုင်ငံမှာလည်းဒီအတိုင်းပဲနော်တွေးတူစီဂျူနော်တွေးရောကစသဖြင့်ယောဂကြီးကြီးပမာရှိနေနိုင်တယ်ဆိုလို့ရှိရင်ရှိနေခဲ့တယ်ဆိုလို့ရှိရင်နော်ဒီကလေးစမယူရင်လည်းစပြီးတော့ဖိုက်ရတဲ့ဒီတော့ခြုံပြီးတော့ပြောလိုက်မယ်ဆိုလို့ရှိရင် Vibe Chain စအပ်တဲ့လေကိုယ်ဝန်စရှိကြတဲ့ရနော်စောင်းနိုင်တဲ့များစောစော Vibe စအပ်တင်ပါလေအဲ့တော့နော် Vibe အပ်တာနော် AN ကဲကိုယ်ဝန်ဆောင်ဆောင်ရှောက်မှုကိုဘယ်သူနဲ့ယူပါလဲစေယုံကြီးတွေမှာ UG နဲ့ပြမှာ Vibe အပ်တာမဟုတ်ပါဘူး နော်မိခင်နဲ့ကလေးဆေးရုံလေးနော်ရွာသားဖွားဆရာမတွေဆရာဝန်လေးတွေနော် GPS ဆရာဝန်လေးတွေနော်သူတို့နဲ့ပြတာသူတို့နဲ့အကုန်ဆောင်ရှောက်မှုခံကြတယ်ဘိုင်အပ်တာပါပဲဟုတ်ပြီနော်ဒါကြောင့်မို့လို့ OG ကြီးနဲ့ပြမှာဘိုင်အပ်တာမဟုတ်ပါဘူးနော်အကုန်ဆောင်ဆောင်ရှောက်မှုဆိုတာနော်ရွာသားဖွားဆရာမနဲ့ပဲပြပြနော်ဒီဆရာဝန်လေးနဲ့ပဲပြပြတကယ်မိခင်နဲ့ကလေးအတွက်အကောင်းကောင်းဆောင်ရှောက်မှုပေးနိုင်ပြီးတော့နော်အန်နယ်ရှိတဲ့အချက်တွေကိုနော်ရှာဖွေတာဘိုင်အပ်တာပဲဟုတ်ပြီနော်ဒါကြောင့်မို့လို့ဘယ်သူနဲ့ပဲအပ်အပ်ပါဆရာနမနဲ့ပဲအအအူဂျီနဲ့ပဲအအဆရာဝန်နဲ့ပဲအအအ เนาะ buy up ဟိုကတော့လိုအပ်ပါတယ်ဟုတ်ပြီအဲ့တော့ဆရာတို့ buy up တဲ့ခက်မှာဘာတွေလုပ်ပေးသလဲအဓိက၅ခုလုပ်ပေးတာပေါ့နံပါတ်1ဒီကိုယ်ဝန်ရှိတာတေးကြပြီလားနော်ကိုယ်ဝန်ကတည်ပြီလားဒါလေးကိုတေးကြအောင်လို့เนาะ buy ဆော့ဆော့အပ်တဲ့ခါမှာဒါလေးကိုအရင်ဆုံး confirm လုပ်ပါတယ်ဒါကိုကျွန်တော်တို့က booking visit လို့ခေါ်တယ်ပေါ့နော်အဲ့အချိန်မှာအဲ early scan data scan ပထမဆုံး ultrasound scan เนาะ6ပတ်နဲ့10ပတ်မှာရိုက်ပြီးတော့မှကလေးတည်ပြီသလားဆိုတာလေးစပြီးတော့เนาะအဲစပြီးတော့ confirm လုပ်ရတယ်ပေါ့နော်ဒါနံပါတ်1နောက်နံပါတ်2အမေရဲ့ ော်ကျမကြီးကိုဆက်ပြီးစောင့်ရှောက်မှုပေးရတယ်အမိမှာဘာယောဂါတွေရှိတယ်လဲဘာတွေဖြစ်တယ်လဲဒါတွေရှာဖွေရတယ်နော်သွေးပေါင်ချိန်နဲ့အာဝိတ်ချိန်နဲ့သွေးတိုးဆီးကျိုးရှိတယ်လားဒါတွေရှာတယ်ကုဆက်ယောဂါပိုးတွေရှာတယ်နော်အမေအတွက်အဲဒါတွေလုပ်ပေးရတယ်သွေးအားနည်းနေတယ်လားပေါ့နော်ဒါတွေရှာပေးရနောက်တစ်ခါကလေးအတွက်နော်ကလေးဆိုလဲလာပြတိုင်းလာပြတိုင်းမှာကလေးနှလုံးခုန်လုံးလေးကိုကလေးနှလုံးတိကျခုန်သလားနားထောင်ရတယ်နောက်တစ်ခါပိုက်ဆန်းပြီးတော့ကလေးရဲ့အနေထားကလေးတိကျကြီးထွားရတယ်လားနော်ဒါလေးတွေကို အဲဆမ်းပေးရတယ်လိုအပ်တယ်ဆိုလို့ရှိရင်အာထာဆောင်းကို26ဘာ28ဘာမှာပြန်ရိုက်ပြီးတော့တော့ကလေးရဲ့တေချာဖွံ့ဖြိုးမှုရှိသလားကလေးမှာချုံချက်တွေဘာတွေရှိသလဲအဲဒါတွေရှာဖွေပေးရတယ်နောက်တစ်ခါကလေးနေထားတယ်မကောင်းအချင်းနေထားရေးမွားနေတာဒါတွေလည်းကြည့်ပေးရတယ်ပေါ့နော်အဲနောက်တစ်ခုကတော့ဘာလို့ပေးလဲဆိုတော့ကျွန်တော်တို့ကယောဂါရှိလို့ရှိရင် ကုပေးရတယ်နော်တွေးအားနေလို့ရှိရင် folic acid အာရုံပါတဲ့အာစီတွေပေးရတယ်နောက်တစ်ခါတွေးတိုးစီးချိုစသဖြင့်ယောဂါတွေရှိနေလို့ဆိုရင်တမားတော်နဲ့တွဲပြီးတော့ကုပေးရတယ်ပေါ့နော်အဲဒါတွေလုပ်ပေးရတယ်ဒါနဲ့မကဘူးအရေးကြီးဆုံးအချက်ကတော့အမေတို့ရဲ့အစာအသောက်နေထိုင်တဲ့ပတ်သက်ပြီးတော့ဆွေးနွေးပေးရတယ် ော်အမေတို့မှာစိုးရိမ်ကြောက်ကြောက်မှုရှိနေလို့ရှိရင်ပြေလည်အောင်လို့ဖြည့်ရှင်းပေးရတယ်ဒါတာမန်အမေတို့ရဲ့ဒီပြို့တာအန်နာအစာမကြေရင်ပြေရင်ကနာစီချောင်းဆိုဒါတွေအစာကုပေးရပါတယ်နောက်တစ်ခါကလေးတို့ဒီဝေးလာလို့ရှိရင်အမေတို့အမေဘယ်လိုနိုးတိုက်မလဲနော်ဒါလေးတွေတင်ပေးရပါတယ်နောက်ဆုံးအချက်ကတော့မိမိတို့ကိုဘယ်ချိန်မှာမွေးမလဲဘယ်တော့မွေးမလဲဘယ်မှာမွေးမလဲဒါတွေကိုဆွေးနွေးတိုင်ပေးရပါတယ်ဒီချက်တွေလုပ်ပေးခြင်းအားအရင်ကဲယူခြင်းဖြစ်ပါတယ်